လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ငလင်းတန်းသင့်ဒေတာတွေနဲ့ဆက်ဆက်ခရိုင်တွေမှာခုခံကာကွယ်စစ်ကလွဲလို့ထိုးစစ်အားလုံးကိုရက်သက်တဲ့နှစ်ပတ်မတ်လ30ရက်ကနေဧပြီ12ရက်အထိရက်ထားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ပါတယ်လူသားချင်းစာနာမှုအတွက်ပြည်တွင်းပြည်ပကူညီကယ်ဆယ်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုပေးရမယ်လို့လည်းဆိုထားပါတယ်။မလ29ရက်မှာထုတ်ပြန်တဲ့အထူးညွှန်ကြားချက် နှစ်မြင်ဆောင်2025ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပထံကိုညွှန်ကြားထားပြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဒီချိန်ထဲမှာပဲပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖပြည်သူ့လုံခြုံရေးအဖွဲ့ပလဖထိန်းချုပ်နယ်မြေအတွင်းရှိ ငလင်းဘေးဒဏ်သင့်ဒေသတွေငလင်းဘေးဒဏ်သင့်ပြည်သူတွေကိုကူညီကယ်ဆယ်နေတဲ့လှုပ်ရှားမှုပုံတွေကိုလည်းတပ်ပုံမှတမ်းထုတ်ပြန်ထားတာတွေ့ရပါတယ်။အလားတူမြောက်ပိုင်းညီတော်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ MNDAA TNL နဲ့ AA ကလည်းငလင်တန်ခံရတဲ့ပြည်သူတွေအတွက်အထူးဝန်ထဲကြောင်းလူသားချင်းစာနာမှုကို အတက်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ် MNDAA ကဆိုရင်ငလင်တန်သစ်ပြည်သူတွေအားလုံး MNDAA ထိန်းချုပ်မှုအောက်မှာရှိတဲ့ဆေးရုံဆေးကန်းတွေမှာအခမဲ့ဆေးဝါးကုသမှုပေးသွားမယ်လို့ကမ်းလှမ်းထားပါတယ် ဂလင်တန်သစ်ပြည်သူတွေကိုအကူအညီပေးမယ်လို့တော်လှန်ရေးအဖွဲ့တွေကကမ်းလှမ်းနေချိန်မှာစစ်ကောင်စီလေရင်ကနောင်ချိုမြို့ကိုဘုံထက်ကျဲတဲ့အတွက်စာသင်ကျောင်းနှစ်ကျောင်းနဲ့နေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။နောင်ချိုမြို့နယ်နောင်လင်ကျေးရွာကိုမတ်လ28ရက်မွန်းလွဲတနင်္လာကျော်မှာ Jet Fighter က ပေါင်250ဘုံနှလုံးကျဲသွားတာလို့ဆိုပါတယ်မလ26ရက်မှာလေအုံမခါရွာ30ရွာနဲ့ရွှေညောင်ပင်ရွာကိုစစ်ကောင်စီလေရင်ကဘုံကျဲတဲ့အတွက်ပြည်သူ၄ဦးသေပြီး၄ဦးဒဏ်ရာရပြီးဖြစ်ပါတယ်အရသာဟန်ဆောင်ပြီးတနင်္သာရီမြို့ကနေရန်ကုန်မြို့စီကိုထွက်ပြေးတဲ့စစ်ကောင်စီရဲ့တပ်ရင်းမှုကို ပလောဒီသစစ်စည်ဂိတ်တခုမှာတော်လိုင်းတက်တွေကဖမ်းဆီးရမိတယ်လို့ပြည်သူကာကွယ်တက်မတော်ဗိခရိုင်တက်ရင်တက်ကသတင်းထုတ်ပြန်ပါတယ်။တနင်္သာရီဒေသစီကိုစစ်ကြောင်းထိုးနေတဲ့အမတ်တရ3ချင်းလင်းတက်ရင်ကယာယီတက်ရင်မူဘုံမူသိမ့်ထိုက်ကိုမတ်လ26ရက်မနေ့ဆယ်နိုင်ကမှာအမတ်၈ပြည်တော်စု လမ်းမကြီးပေါ်စစ်စည်ဂိတ်မှာ ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်ဒီဖမ်းဆီးမှုကိုပြည်သူ့ကာကွယ်တပ်မတော်ဗိခရင်တရင်တင့်နဲ့ကရင်မျိုးသားကာကွယ်တပ် KNDO အမှတ်9တပ်ရင်းပူးတွဲဆောင်ရွက်တာလို့ဖော်ပြထားပါတယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတီကြီးရွာကပြည်သူစစ်တပ်ဟာကာပိုင်တနက်တလက်နဲ့အတူ မတ်လ29ရက်မှာတော်လိုင်းတက်တွေစီကိုခိုလုံလာကြောင်းတောင်သူဦးကြီးများအဖွဲ့ PDF ကသတင်းထုတ်ပြန်ပါလေအလားတူမုံရွာမြို့နယ်မှာလည်းတက်မှ66လက်ရောက်ခံအမတ်လေးချေမြန်တက်ရင်ကစစ်မှုထမ်းစစ်သားတဲ့2ဦးတော်လိုင်းတက်တွေစီမှာခိုလုံလာတယ်လို့မုံရွာခရဲအမတ်တက်ရင်ကဓာတ်ပုံမှတ်တမ်းထုတ်ပြန်ထားတာ တွေ့ရပါတယ်ခင်ဗျာ